ငလျင်ဘေးတင့်မန္တလေး၆မြို့နယ်တဲကဆောက်လဆအဆောက်အုံတွင်ပြန်လည်ပြုပြင်ဖို့အတွက်စီပင်ကိုမလျှောက်ထားပါကအရေးယူမယ်ဆိုပြီးချိန်ချောက်ထုတ်ပြန်ထားသလိုစစ်စေးရေးအဖွဲ့တွေစစ်စေးပြီးမှပြန်ဆောက်ရမှာဖြစ်တဲ့အတွက်ပြည်သူအများစုအခက်တွေ့နေကြတယ်လို့မြို့နယ်ပြည်သူတွေကပြောပါတယ်။အင်အားပြင်းစကိုင်းငလျင်လှုပ်ခတ်ပြီးတလာခွဲနီးပါးရှိလာခဲ့ပေမယ့်ပြည်သူအများစုကနေအပြက်စီးတွေရှင်းလင်းရေးအပါအဝင်အခက်အခဲမျိုးစုံကိုဆက်လက်တုံ့တွေ့နေရတာဖြစ်သလိုငွေကြေးအခက်အခဲကြောင့်ပျက်စီးနေတဲ့နေအိမ်တွေကိုမရှင်းလင်းနိုင်သေးပဲရှိနေကြတာပဲဖြစ်ပါတယ်။ စေအုပ်စုစီပင်ဌာနကတော့ငလျင်တန်ကြောင့်ပြိုကျပျက်စီးသွားခဲ့တဲ့နေအိမ်နဲ့အဆောင်တွေကိုဖြိုဖျက်ရှင်းလင်းပြီးသွားပါကသူပြားတွေနဲ့ကာယံထားကြဖို့လဲငလျင်ဘေးတင်ပြည်သူတွေစီကိုအတိပေးစာတွေဖြန့်ဝေပေးထားတယ်လို့ဆိုပါတယ်ငလျင်တန်ထိတ်တာကတော့အထက်မြင့်နေတယ်တေချာပြန်ပြီးတော့စစ်စေးတင့်တယ်ပေါ့ဗျာနော်အဲတချို့အိမ်စင်တွေကလည်းကိုမိ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 အဆောင်ကြောပေါ့ကိုအကိုအိမ်ကြောင့်ပတ်ဝန်းကျင်ထိခိုက်နစ်နာနာမျိုးမဖြစ်အောင်မမှန်ကန်ကန်တော့ပြန်ပြီးတော့စစ်စေး စစ်စစ်တင်တယ်လို့ထင်တော့ဗျာအခုတော့ဗျာပြူသွားတိုက်တော့မရှင်းနိုင်သေးပါဘူးဆိုမှပဲသူတို့ကလည်းဘီလက်မြည်တဲတွေပါဝင်ပေါ့အိဆော့ပစ္စည်းတွေပေါ့အဲထုတ်စည်းနဲ့ရောင်းပေးမယ်လုံနေပြန်သေးတယ်ဗျာအဆင့်တွေကကြော်ပြီးတော့သွားနေသလားလို့ပေါ့နော်ဟုတ်ကဲ့ခင်ဗျာပြန်လေထူထောင်ရေးတော်မနေယုံကန်နေတဲ့ဒီလိုအချိန်မှာပြိုကျခဲ့တဲ့စောင်းအုံတွေကိုဖယ်ရှားရှင်းလင်းမှုတွေမလုံနိုင်သေးခင်ဒီလိုမျိုးညွှန်ကြားချက်တွေကြောင့်ပိုပြီးခက်ခဲဖြစ်ရတယ်လို့သူကပြောဆိုပါတယ် မဟာအောင်မြေအောင်မြေတာဆန်ချမ်းအေးတာဆန်ချမ်းမြတာစီပြည်ကြီးတကွန်အမရပူရစတဲ့မြို့နယ်6ခုထဲကဆောက်လက်ဆအဆောင်တွေရဲ့ပင်မတိုင်တွေပျက်စီးတာရှိမရှိစစ်ဆေးဖို့လိုအပ်တာကြောင့်လည်းသိရပါတယ်ငလင်တန်ကြောင့်ပြိုကျပျက်စီးသွားတဲ့နေအိမ်အဆောင်တွေကိုစေုပ်စုစီပင်ဌာနကအခမဲ့ရှင်းလင်းပေးနေပေမယ့်မြို့အနှက်ပြိုကျပျက်စီးမှုများပြားတာနဲ့စည်ရင်းတင်ထားသူတွေများပြားတာကြောင့်ထိထိရောက်ရောက်အကောင့်ထဲမပေါ်ပဲရှိနေသေးတာပဲဖြစ်ပါတယ်။စီပင်ကခွင့်ပြုမိန်ဆိုတာလည်းဗျာစနစ်ကျကျနဲ့ ပြန်ဆောက်ဖို့ဆိုတာတကယ်တကယ်တမ်းကျတော့သူတို့တွေငွေဖန်တဲ့ကွင်တစ်ခုလိုပါပဲပြန်လဲထူထောင်ရေးလုပ်ငန်းတွေအသာထားဆန်းအောင်ဗျာရှင်းလင်းရောငွေမရှိလို့မလုပ်နိုင်လူတွေအများကြီးပဲအခမဲ့လိုက်ပြီးတော့ဒီတိုက်လိုက်ဖြူပြီးရဲ့ကုညီရဲ့အဖွဲတွေရတယ်တဖြည်းနဲ့ပျောက်ကုန်ပြီဖြူဝင်းနေတဲ့အချိန်တော့ကြာတော့လဲဘသူမယုံစောင့်ပြီးတော့ဘယ်ဥရီနဲ့ဖြတ်လို့ဖြတ်မှမသိတဲ့အခြေအနေတွေပေါ့ဗျာ ငလျင်ဘေးတင်ပြည်သူအများစုဟာငွေကြေးမရှိလို့ပြိုကျပျက်စီးနေတဲ့နေအိမ်အဆောင်တွေကိုမရှင်းလင်းနိုင်သေးသလိုနောက်ဆက်တွဲငလျင်တွေကြောင့်နေအိမ်ကိုမပြောင်းနိုင်သေးပဲဘေးလွတ်ရာနေရာတွေနဲ့ကယ်ဆယ်ရေးစခန်းတွေမှာနေထိုင်နေကြရသေးပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်တန်းကြောင့်စကိုင်းမကွေးနေပြည်တော်ပဲခူးရှမ်းစတဲ့ပြည်နယ်နဲ့တိုင်းမှာလူသေဆုံးသူ3800ကျော်ထိခိုက်ဒဏ်ရာရသူ9100ကျော်ရှိခဲ့ပါတယ်။